မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသက်အစီအစဉ်အနေနဲ့လေကြောင်းရံကာကွယ်ရေးတပ်ကစစ်တီတဝူနောက်ထပ်တစ်ချိန်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကအမှတ်2031လေကြောင်းရံကာကွယ်ရေးတရင်ကစစ်တီတဝူပါဒေါနာကိုအရင်တုန်းကလည်းတရေးဖို့ကြီးဖြစ်သူဖို့ကြီးဖိတတ်အောင်အကြောင်းကိုစာရေးသားပေးပို့ခဲ့ပူပါတယ်အဲ့ဒီစာကိုဖတ်ပြပြီးချိန်မှာဖို့ကြီးဖိတတ်အောင်ဟာ ဒေါနာ channel ကတရားမဝင် channel ဖြစ်ပြီးမဟုတ်မမှန်တဲ့သတင်းတွေကိုတင်ဆက်နေတာမို့အရေးစိုက်စရာမလိုဘူးဆိုပြီးပြောပါရယ်ကျွန်တော်ကလေးစားရ2031လေဝေးကတရေးဘူးကြီးဖေတာအောင်နဲ့သူမိမနီနီဆန်းကိုခင်ဗျားတို့မေးတဲ့ကအချက်မရှိကြတာလားလို့မေးချင်ပါတယ်သူအကြောင်းဒေါနာမှာပါလာလို့တန်းစီပြီးကျွန်တော်တို့စစ်တီတွေကိုဆဲဆိုပါရယ်မှန်လားမှားလားမသုံးသပ်ပါဘူးမနက်9:00နာရီဖတ်ထိတ်ကိုအပြေးလာရပြီးနောက်ကျရင်အစဲခံရပါတယ် ူမိမကတော့မနက်၈နာရီကျော်မှလာပြီးတက်တာဆိုင်မှာထိုင်ပြီးပြန်ပါတယ်။ဒါကိုတက်တွင်းနေရဲမိအားလုံးတည်ပါတယ်။မြင်လဲမြင်ကြပါတယ်။ခမားဆဲဆိုတာထိုးကြိတ်တာခံထားရတဲ့စစ်တီတွေတက်တည်ရှိပါတယ်။ရိခါဆုံွေကိုဟိုလိုလိုဒီလိုလိုလုပ်ပြီးအချိန်ဆွဲပါတယ်။အတင်းလိုက်တောင်းနိုင်မှရပါတယ်။တက်တည်တွေရှိပါတယ်။တရားမဝင်လိုင်စင်မဲ့ကားတွေရောင်းစားပါတယ်။စီးပါတယ်။တက်တက်ခုလုံးမျက်လုံးတွေကမ်းမနေဘူး။ဒါကိုသူတို့လင်မယားကသူတို့မဟုတ်တဲ့အတိုင်းအေးဆိုင်เสียရမလို့ဘူး။ တရားမဝင်နေလွှင့်နေတာပါဆိုပြီးအတန်ကောင်းခင်နေပါတယ်ကျွန်တော်တို့စစ်တီတွေကသူတို့အကြောင်းကိုတတ်သိနေတကွာအထက်ဌာနအစဉ်စဉ်ကိုတရားဝင်အောင်တင်ပြပေးမယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ချက်ပေါက်ကနေတစဉ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့ဆက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာဖြစ်ပါတယ်ရှင်။